University Pathway အနေနဲ့နောက်တစ်ခုထပ်ဖွင့်တာပေါ့လေကျွန်တော် flexible လည်းဖြစ်တယ်နောက်ပြီးတော့မြန်လည်းမြန်တယ်နောက်ပြီးတော့ကျောင်းသားတွေအတွက်လည်း stress ကနည်းနောက်ပြီးတော့ထိပ်တန်းတက်ကူတွေဝင်နိုင်တဲ့အခွင့်အရေးလည်းရနိုင်တယ် scholarship တွေလည်းရနိုင်တယ်အာဟို program တစ်ခုဖြစ်တော့ကျွန်တော်ဘက်ကလည်းမေးစပ်ပြီးလိုက်တာပါကျွန်တော်တို့ဒီမှာ A level program လည်းရှိရ IGCSE လည်းရှိရ GED လည်းရှိရနောက်ပြီး PhD လည်းရှိပါတယ် အာဒီရဲ့ OSS တရားကြတော့ exam focus မဟုတ်ဘဲနဲ့ပေါ့နော်တခြား skill တွေကိုမြင့်တင်ပေးမယ်အာပြီးတော့ထိထိရောက်ရောက်နဲ့အာចောင်းသားចောင်းသူတွေကိုအာ exam base ပဲမဟုတ်ဘဲနဲ့အာတခြား skill တွေပြောလို့ရှိရင်အခု mostly about communication skills တွေကိုတရားမြင့်တင်ပေးမယ် deliver လုပ်နိုင်တယ်ဆိုတာလေးကိုတော့တော်တော်လေးသဘောကျမိပါတယ် ာမွေးကိုကြောက်တဲ့သူတွေစာမွေးကြောင့်ရှော့ဖြစ်ပြီးတော့အမှန်မဲတဲ့ကလေးတွေပေါ့နော်အဲ့လိုလူမျိုးတွေရတော့ OS ပေါ့နောက်တန်းတူတူလေးနဲ့နိုင်ငံတကာပညာရေးစနစ်ကိုသွားရောက်ခြင်းနဲ့သူတွေပေါ့နော်အဲ့လိုမျိုးတွေဆိုလို့ရှိရင်နော် OS ကိုသတ်တင်ပါတယ်လို့ဒီမှာအချက်ဖြစ်ပါတယ် ဟုတ်ကဲ့အမ်ဒီ OSSD program ကလည်းဒါအခု training ဖြစ်လာရပေါ့နော်ပြီးတော့ထိတ်ထိတ်လို့ပဲအဲ exam anxiety ရှိရလူတွေဆောင်းဝဲနဲ့အသိကိမကြိုက်တဲ့လူတွေ assignment based နဲ့ပဲ continuous learning နဲ့တွားကျင်တဲ့လူတွေတော့အရန်ကိုအဆင်ပြေတဲ့ program ထူပါဒီ ascend ကလည်းဒီ OSSD program ကိုကောင်းကောင်းနိုင်တယ်အဲပြီးတော့ဒီအကြောင်းကောင်းကောင်းနဲ့လည်းချိန်ထားရဲဆိုတော့ကြောင့်မလို့အဲဒါလာရောက်တက်ဖို့ဖိတ်ခေါ်ရှင်ပါရှင်ဟုတ်ကဲ့ ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဒီကျွန်တော် Ascend International School ရဲ့တနှစ်ပြည့်ကိုလည်းကျွန်တော် celebrate လုပ်တာနောက်ပြီးတော့ကျွန်တော်တို့ရဲ့ new program တွေဖြစ်တဲ့ OSST program ကိုလည်းမိတ်ဆက်တဲ့အနေနဲ့ကျွန်တော်ဒီ celebrate အာအခမ်းအနားလုပ်တာ um so ဒီနေ့ကျွန်တော်တို့အနေနဲ့ကကျွန်တော်ဟိုဟာကျောင်းစာဖွင့်ဝင်ဆိုတော့ A-level curriculum နဲ့ကျောင်းစာဖွင့်ခဲ့တာဖြစ်တယ်အခုကြတဲ့အခါမှာဆိုရင်တော့ဒီ Canadian curriculum OSST ကိုအစဖွင့်တဲ့အထိမ်းအမှတ်အနေနဲ့ကျွန်တော်တို့ပွဲလေးလုပ်ပြတာဖြစ်တယ်ခင်ဗျာ OSSD ကတော့ကျွန်တော်တို့ University Pathway အနေနဲ့နောက်တစ်ခုထပ်ဖွင့်တာပေါ့လေကျွန်တော်တို့ flexible လည်းဖြစ်တယ်နောက်ပြီးတော့မြန်လည်းမြန်တယ်နောက်ပြီးတော့ကျောင်းသားတွေအတွက်လည်း stress ကနည်းနောက်ပြီးတော့ထိတ်တန့်တက်သူတွေဝင်နိုင်တဲ့အခွင့်အရေးလည်းရနိုင်တယ် scholarship တွေလည်းရနိုင်တယ်အာဟိုပါ program တစ်ခုဖြစ်ဆိုကျွန်တော်တို့ဘက်ကလည်းအမေးဆက်ပြီးလိုက်တာပါကျွန်တော်တို့ဒီမှာ A level program လည်းရှိရယ် IGCSE လည်းရှိရယ် GED လည်းရှိရယ်နောက်ပြီးတော့ Pre IG လည်းရှိပါတယ်။ Um so OSSD အနေနဲ့ကကြတော့အကြောင်းသူအကြောင်းသားအတွက်ကဒီထိတ်တန့်တက္ကသိုလ်ကိုသွားဖို့အတွက် ီအခွင့်အရေးဟိုအပွဲဆုံးအာတင်ရုပ်တစ်ခုအနေနဲ့အာပြောလို့ရပါတယ်ခင်ဗျာဆို OSSD အာကျောင်းသားတယောက်က OSSD ဒီပလိုမာရပြီးသွားမယ်ဆိုလို့ရှိရင် Canada UK Australia Taiwan Hong Kong ဘယ်နိုင်ငံဆိုဘယ်နိုင်ငံတက်ခုရဖြစ်ဖြစ်ပေါ့နော်တယောက်ခွင့်ကိုရှိနိုင်တယ်လို့ပြောချင်တာဖြစ်ပါတယ်ခင်ဗျာပုံမှန်ဒီ assignment တော့ consistency ရအရေးကြီးတယ်အဲကျွန်တော်ကဒီ US မှာတော့ဆိုရင်လည်းဒီကပ်ပြီးမှဆက်မယ်ဆိုရင်အမှတ်ကနေရများတယ် 誒你買啲退休先咧，首先你，首先先係資本層。你你買啲咧，你帳你買啲消費先。退休咧，話個 economic 上面咪幾巴咧，所以話啲 personal development 唔係幾巴。 အဟုတ်ကဲ့အဒီပွဲလေးရပေါ့နော်ဟိုတခြားဒီခစ်ခစ်နဲ့အမီအဒီပညာရေးနဲ့ပတ်သက်ပြီးတော့ဒီလမ်းကြောင်းအများကြီးပေါ့နော်အဲ့လားလေစိတ်ဝင်စားလို့အထိလာပြီးတော့တက်တက်ရောက်ခွင့်တက်ရောက်ခဲ့ရပါအဲပြီးတော့ဒီ OSSD program အကြောင်းလည်းထိအရင်စိတ်ဝင်စားရဲပြီးတော့အခုဒီပွဲပြီးတော့ဒီ OSSD program ရဲ့အကြောင်းတွေသိလိုက်ရတဲ့အခါမှာလည်းအရင်ကြိုက်တယ်ပေါ့နော်ကိုသာ ပြန်ငယ်လို့ရလို့ရှိရင် IG ဆက်စီလို့မယ်ဆို OSS ဒီလုပ်တယ်ပေါ့နော်ဟုတ်ကဲ့ပြပောင်းကွင်းရလဲကျေးဇူးအများကြီးတင်ပါတယ်ဟုတ်တောင်းသားတောင်းမှုတွေကိုဘယ်လိုမျိုး train လုပ်ပေးလိုက်မလဲဆိုတော့ကျတော့အဟိုရောက်ဖြစ်ရင်တကယ်လို့ advanced skill တွေပေါ့နော်အဲသူပြရဟိုတနေ့တွေကဒီရဲ့ OSSD launching အကြောင်းလေးကိုတင်ထားတာလေးတွေ့ရဲအဲနဲ့စိတ်ဝင်စားလို့လာပြီးတော့ join ဖြစ်တာပေါ့နော်အဲပြီးတော့အခုမြန်မာနိုင်ငံကအကြောင်းကြီးအကြောင်းသားရဲ့အနေနဲ့ global learning opportunities တွေကိုဘယ်လိုမျိုးရနိုင်လဲအပြီးတော့ဒီကဆရာဆရာမတွေရောဘယ်လိုမျိုးတိတိယောက်ယောက်နဲ့ deliver လုပ်နိုင်လဲဆိုတာလေးကိုလာပြီးတော့စိတ်ဝင်စားဖိဖိနဲ့မိမိနဲ့တူလာပြီးတော့တက်ဖြစ်တာပဲဖြစ်ပါတယ်အရင်အရင်နဲ့မတူတာပေါ့နော်အဲဒီမှာကျတော့ဟိုကျွန်တော်တို့အရင်တုန်းကဆိုရှင်ကိုယ် guideline ပေးမဲ့လူကတိတ်မရှိဘူးပေါ့အဲဒီခုကျတော့ဟိုအရင်စာချက်တဲ့ပိုင်းမဟုတ်တော့ဘူးနည်းဒီ news to ပြအောင်တို့ကနေတိုင်း train ပေးတဲ့သဘောတွေပေါ့နော်တူလူမျိုးဘွားတွေရောတခြား အဲကျွန်တော်တို့အကစားလုံးမှာငါအမှုပညာဘက်ကပေါ့နော်အဲ့ဒါကိုမှသူကဂိုင်းလိုင်းပေးပြီးတော့ကိုဖြစ်ချင်တဲ့ဟာလေးကိုပဲ focus လုပ်ပြီးတင်တာဆိုတော့အဲ့လိုမျိုးကကျွန်တော်ရှိမှမရှိခဲ့ဘူးပေါ့နော်ကျွန်တော်တို့အနေထားမှာမရှိခဲ့အခုလိုရှိရဆိုတော့အရင် ရန်မိုက်တယ်လို့ပြောရမှာပေါ့နော်ရန်ချိန်နဲ့ဆရာကောင်းတယ်ပေါ့ငါလည်းကောင်းပါတယ်ဒီဥစ္စာတော်တော်ကောင်းတယ်ဟုတ်ရှင်ဟော OSS program တော့ foundation နဲ့ပေါ့နော်သူတွေကဆင်ကြတယ်လို့ပြောကြပါတယ်ဒါပေမဲ့အားသာချက်ကဘာရှိလဲဆိုလို့ရှိရင် foundation မှာဆိုလို့ရှိရင်ကိုယ်နဲ့ချိတ်ဆက်ထားတဲ့နိုင်ငံတကာငံငိုပဲပေါ့နော်ရွေးချယ်လို့ရရှိနိုင်မယ်ပေါ့နော်အာအခွင့်အရေးတစ်ခုပဲရှိပါတယ်ကျွန်တော်တို့ဟိုဒီ OSS ကြီးဟာဆိုရင်နိုင်ငံတကာမှာချိတ်ဆက်ပြီးတော့မှအကြောင်းတွေကိုဆက်လက်တက်ရောက်နိုင်တဲ့အခွင့်အရေးကိုရရှိနိုင် တဲ့ program တစ်ခုပဲဖြစ်တယ်ပေါ့เนาะနောက်ပြီးတော့ကာလာတို့အတွင်းမှာကျွန်တော်တို့ကအာနိုင်ငံတကာပညာရေးနယ်ပယ်ကိုတက်လှမ်းနိုင်မယ်ပေါ့เนาะအခွင့်အလမ်းတွေလည်းရရှိစေနိုင်တယ်နောက်ပြီးရင်အာကျွန်တော်တို့ရဲ့ကလေးတွေအချင်းချင်းအ assignment based တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဒီ time management တွေအာအတူတူပူးပေါင်းဆောင်ရွက်တဲ့ corporate ပေါ့เนาะ communication communication skill တွေ cooperate လုပ်တဲ့အဲစနစ်တွေအားတိုးတက်ကောင်းမွန်လာစေနိုင်နေပေါ့နော်။နောက်ပြီးရင် exam ကိုကြောက်ကြတဲ့ကလေးတွေအတွက်ပေါ့နော်။အာ exam pressure ရှိတဲ့ကလေးတွေအတွက်ကလည်း OSSC ကတကယ်ကိုကောင်းမွန်တဲ့ program တစ်ခုပဲဖြစ်ပါတယ်ပေါ့နော်။ Now exam မှာကျတော့အစကတော့ A level, IGCSE ပေါ့ program တစ်ခု flagship program တစ်ခုရှိရယ်။အခုကကျတော့ flagship program အကြီးတစ်ခုအနေနဲ့ OSSC ကိုစပြီး launch လုပ်တာပေါ့နော်။အဲ့တော့ဒီအဲ OSSC နဲ့တွဲလို့ရတဲ့အ နိုင်ငံတကာပညာရေးတွေရရှိနိုင်တဲ့ scholarship တွေနဲ့အာတွားလို့ဟိုမိဘတွေဘယ်လိုမျိုးဖန်ပိုးလို့ရမလဲဆိုတာလေးကိုအသေးစိတ်ရှင်းပြပေးရဲ့ပွဲလေးဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ် ပေါ့ OSSD ဆိုတာကတော့ Canadian High School Diploma တစ်ခုဖြစ်ပါတယ်။ Canada ရဲ့ဒီ Grade 12နဲ့ညီမျှတဲ့ပညာရေးပေါ့နော်။အဲဒီ Canadian High School OSSD Diploma နဲ့ဆိုရင်အဲသူက globally globally recognized ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။ညီမတို့ဒီ international ဘယ်နိုင်ငံက university ကိုမဆို first year တန်းပြီးတော့တက်လို့ရမှာဖြစ်ပါတယ်။ OSSD Diploma ပြီးသွားတဲ့အခါမှာဆိုရင်ပေါ့နော်။ဟုတ်။ဟို OSSC တက်မယ်ဆိုရင်ဒီ qualification ကတော့ဒီ government school ကလည်းရတယ်နောက်ပြီးတော့ IGCSE student ကလည်းရတယ်နောက်ပြီးတော့ GE student ကလည်းရတယ်ပေါ့ဆိုတော့ဒီအဲ့ဟာတွေအဲ့ qualification တွေရမယ်ဆိုရင်ဒီ OSSD ကိုတက်လို့ရတယ် OSSD နဲ့လည်းထိတန်းတက်သူတွေရှောက်လို့ရတယ်အဓိကတော့ဒီစာကြိုးစားရမယ် continuous learning လုပ်ရမယ် assignment တွေပို့လို့ရှိနေကလေးဆိုရင်ပို့ OSSD ကိုလုပ်တင်ပါတယ်ဟုတ်မိမအကြောင်းသားအကြောင်းသူတွေအတွက်ကတော့အကျိုးသက်ရောက်မှုကတော့အများကြီးရှိပါတယ် အာဒီကကြတော့ဒီကျွန်တော်တို့ထိတ်တန်းတက်ကူမှာ scholarship တင်တဲ့အကြောင်းဝင်ခွင့်ရချင်တယ်ဆိုလို့ရှိရင်ကို့အနေနဲ့ကကြတော့ဒီမြန်မာ high school diploma တွေမကပါဘောနော် OSSD ဒါရှိခဲ့မယ်ဆိုလို့ရှိရင်တော့ကို့တော့ကထိတ်တန်းတက်ကူကို full scholarship partial scholarship ဒီလိုမျိုးအခွင့်အလမ်းတွေရနိုင်ဖို့အတွက်အာရာခိုင်နှုန်းပုံပြီးများသွားမယ်လို့အာဖြစ်ပါတယ်ဗျာအဲဆိုတော့ကျွန်တော်တို့ပြင်ဆင်ထားတာကတော့ကျွန်တော်တို့စီမှာကဒီအဓိကတော့ဒီကျွန်တော်တို့ရဲ့အစမ်းညအားတာချက်ကတော့ university counseling plus test preparation ပေါ့ university counseling ကိုပြောမယ်ဆိုရင်ကျောင်းသားတွေကို guideline ချပေးမယ်နောက်ပြီးတော့ဘယ်ကျောင်းကိုသွားတင်လဲဘယ်လို scholarship မျိုးရအောင်လုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ဘက်က guideline ချပေးရယ်ကျွန်တော်တို့စီက guidance counselor တွေနဲ့ teachers တွေကချပေးရယ်နောက်ပြီးတော့ for example top universities တွေဖြစ်တဲ့ NUS လို့ဘာလို့သွားလို့သွားဖို့အတွက်အာဒီ advice တွေ essay essay writing တွေ personal statement တွေအားလုံးကိုကျွန်တော်တို့ဘက်ကပြင်ဆင်ပေးပါတယ် 70% assignment based ဆိုတော့ကိုရီးယား exam ကိုအရင် exam anxiety အရင်ရှိရပါတော့။ဆောင်ပွဲကိုဖျက်မှာအရင်ကြောက်တယ်။ဆိုတော့ဆောင်ပွဲနဲ့ကိုနဲ့အမြဲတမ်းဘယ်တော့မှကီးမကိုက်ခဲ့ဘူးပေါ့နော်။အဲ့တော့ချောင်မလို့။ဘာပြတာလေးကဒီဒီ program ကကြာတော့ဒီ assignment based mostly ဆိုတော့အအရင်သဘောကျပါတယ်။ဟုတ်ကဲ့။ uh stay curious and uh ask a lot of questions ပေါ့နော်။အမ်ဘာပြောလဲဆိုတော့ဒီအခုချိန်မှာကြာတော့ အမ်ငယ်သေးရဆိုပေမဲ့ဒါ future မှာလုပ်ချင်တဲ့ဟာတွေကကြာတခါတည်းပေါ့နော် plan ချရမယ်တက်တဲ့နဲ့အကြောင်းတွေတက်ရမယ်လုပ်လုပ်ဆရာရှာလုပ်ရမယ်ပေါ့နော်အဲအားကြောင့်မလို့အမ်လုံးဝကိုမသိရရှိလို့ရှင်လဲမေးပါလေ့လာပါအဲ့လိုပဲပြောချင်ပါတယ်ထိတ်ကပါ အစံဟောက်ကသူတို့ချိတ်ထားတဲ့ကြောင်းမှာဘာလဲ rose ရိုးစတေးလ်နဲ့ချိတ်ထားတဲ့ rose တေးကလည်းတော်တော်လေး review တွေလည်းကောင်းကြတယ်ပြီးတော့ကျောင်းဒီ Ivy League school တွေအဲဒီကျောင်းကောင်းတွေကိုသူတို့တော်တော်များဝင်သွားတယ်ပေါ့နော် rose တေးကကြာအဲ့ကျောင်းနဲ့ချိတ်ထားတဲ့အတွက်လည်းဒီဟာလေးကဒီအစံကပို့ပြီးတော့အဲအားတာရယ်ပေါ့နော်ဟုတ်ကဲ့အဲဒီရဲ့ OSS တေးကကြာတော့ exam focus မဟုတ်ဘဲနဲ့ပေါ့နော်တခြား skill တွေကိုမြင့်တင်ပေးမယ်အဲပြီးတော့ထိထိရောက်ရောက်နဲ့အဲကျောင်းသားကျောင်းသူတွေကိုအဲ exam based base ပဲမဟုတ်ပဲနဲ့အဲတခြား skills တွေပြောလို့ရှိရင်အခု mostly about communication skills တွေကိုတရားမြင့်တင်ပေးမယ် deliver လုပ်နိုင်တယ်ဆိုတာလေးကိုတော့တော်တော်လေးသဘောကျမိပါတယ်ဟိုနာ panel session မှာလည်းအဲဆရာဆရာမကြီးအများကြီးပြောရတယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်တော့အဲမြ мя လေးလာပါမြ мя စူဇန်ရှာဖွေပါစူဇန်ရှာဖွေဖို့အတွက်တတိရှိပါအဲအရင်မကြောက်ရွံ့မဲနဲ့လွတ်လွတ်လပ်လပ်တင်ယူပါပေါ့နော်ဘယ်လိုမျိုးလေးပဲ advice ပေးကြပါမယ်အဓိကကတော့သူဒီနေ့ ပြောသွားတဲ့အထင်မှာကျွန်တော်တို့ဒီနိုင်ငံတကာကသူကကိုယ်ကစထွက်ပြီဆိုရင်တော့ဟိုဒီမှာအခြေခံမရှိရင်တော့ဟိုမှာအဲဘလုံးမ used to မဖြစ်နိုင်ဘူးနော်ကြောင်ကြောင်တောင်ဖြစ်သွားမှာပေါ့အဲ့တော့ဒီမှာရင်းတီချာဆရာတွေကတီချာတင်ထားတယ်တနည်းအတွင်းမှာဆိုတော့ဟိုဘောင်းဒီဆက်ဆံရေဟိုရောက်ရင်လည်းကိုက level တစ်ခုရောက်သွားပြီလို့ထင်တယ်အဲ့အတွက်နိုင်ငံခြားထွက်ရင်လည်းတိတ်ကြောက်ဆရာမလိုတော့ဘူးပေါ့နော်အရင် ပြင်ပြေသွားမယ်လို့တော့ထင်နေပြအဲဘယ်လိုမျိုးလဲဆိုရင်တော့တခြားအဲ opportunity opportunities တွေအများကြီးရှိရဲ့နိုင်ငံသားတော့ပို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်အဲကိုယ့်ရဲ့ life ကို upgrade လုပ်ဖို့ပဲဖြစ်ဖြစ်ဘယ်လိုမျိုး opportunities တွေအများကြီးရှိရဲ့အတွက်ကြောင့်မလို့အရင်သဘောကြရဲကျွန်တော်တို့အကြောင်းကဒီ channel အကြောင်းတွေနဲ့ဘာထူးခြားချက်လေးရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီသင်ရိုးမှာဆိုလို့ရှိရင် OSS ဒီ curriculum တွေမကပါတော့ဒီ test preparation ဆိုလို့ရှိရင်လည်း SAT IELTS ကဒါသင်ရိုး schedule ထဲမှာတစ်ခါနဲ့ပါပြီးသွားတာဖြစ်တယ် ြောရတဲ့အခါမှာဆွမ်ဆရာမင်းတော်ပြောလိုက်သလိုမျိုးပဲ University Counseling ကလည်းဒါကျွန်တော်တို့ကကျောင်းသားပထမဆုံးစတက်တဲ့ဟို day 1နဲ့ကစပြီးတော့တို့ဘယ်တက်ကတူတွေတက်မှာလဲပြီးွားရတဲ့အခါမှာမြန်နိုင်ငံသွားချင်တာလဲဒါတွေအတွက်ကိုလည်းကျွန်တော်တို့ကနေစီစဉ်ပြီးတော့ပြီးွားကြကြနဲ့အာစနစ်တကျလေးအာ account ထဲပို့ပေးသွားမှာဖြစ်တယ်ပြီးတော့နောက်ဆုံးချက်အနေနဲ့ကကျတော့ extracurriculars ပေါ့နော်အာတင်ရောပြင်ပလှုပ်ရှားမှုပေါ့နော်ဒါလေးတွေကိုလည်းကျွန်တော်တို့အနေနဲ့အားလည်းဖြည့်ဆက်ပြီးတော့အာလုပ်ပေးသွားမှာဖြစ်တယ်ဆိုတော့ဒီလေးခုပေါင်းလိုက်ပြီဆိုလို့ရှိရင်တော့ကျောင်းကျောင်းသားအနေနဲ့ကကြတော့တို့စူးစမ်းမယ်ဆိုလို့ရှိရင်တော့ ဘယ်ထိတ်တန်းတက်ကူတို့မဆိုရောက်နိုင်တယ်လို့ကျွန်တော်တို့အနေနဲ့ယုံကြည်ပါတယ်ခင်ဗျာအာ so OSSD တက်ဖို့အတွက်ဆိုလို့ရှိရင်တော့အာလက်ရှိပေါ့နော်မြန်မာနိုင်ငံကအကြောင်းကြောင်းသားအများစုကကျတော့ qualification အနေနဲ့ဆိုရင် IGCSE qualification အများစုရှိကြတယ် so IGCSE ရှိထားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ OSSD ကိုတန်းချွင်လို့ရတယ် IGCSE မရှိထားရင်တော့မှကျွန်တော်တို့အနေနဲ့ကလည်းဒီ OSSD လက်ခံထားတဲ့ chart qualification GED တို့ အာတခြားဘောပေါ်တော့ equivalent ဖြစ်တဲ့ qualification တွေကိုလည်းကျွန်တော်တို့အနေနဲ့ကြည့်ပေးပါမယ်။အာနောက်ဆုံးပေါ်တော့ GED ကိုဆိုလို့ရှိရင်လည်းကျွန်တော်တို့ကျောင်းမှာလည်းတက်ပြီးသွားတဲ့အခါ OSSD တန်းချွိုင်းလို့ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါရှင်။အစမ်း international school မှာဆိုလို့ရှိရင်တော့လက်ရှိ program တွေအနေနဲ့ pre IGCSC, IGCSC O level, A level နဲ့အခုလက်ရှိ OSSD ပေါ့နော်။နောက်ပြီးရင် OSSD တက်ပို့ပြီးတော့ကာလာတူနဲ့သွားကျင်တဲ့ကလေးတွေအတွက်ကိုလည်း GED program တွေကိုဖွင့်လှစ်ပြီးတော့မှတင်ကြားပေးလျက်ရှိပါတယ်ရှင်။ စာရတယ်ဆိုပေမဲ့တကယ်ဆောင်မွေးပြည်တဲ့အခါမှာလွဲချုံမှုလေးတွေရှိတတ်ကြတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေမှာဆိုလို့ရှိရင်ပြန်ပြီးတော့အဖက်ဆယ်မရတဲ့အဲကိစ္စတွေကအဲဒီဆောင်မွေးပွဲနဲ့ပတ်သက်တဲ့ program တွေမှာရှိတတ်တယ်ပေါ့နော်ဒါမျိုးတွေဒီမှာလည်း OSSC program မှာဆိုလို့ရှိရင် assignment based ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးတွေကအာတကယ်ကိုလွယ်ကူရိုးရှင်းစွာနဲ့အဲနော် exam တွေကိုကြော်ဖြတ်နိုင်မှာဖြစ်ပါတယ် assignment based ဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့လေသူတို့ရဲ့ digital အဲ apply ပေါ့เนาะအသုံးချနိုင်မှုစွမ်းရည်မြင်မားရည်မြင်မားသလားကောင်းမွန်တဲ့ပညာရေး เนาะ assignment တွေကိုသူတို့ဖန်တီးနိုင်မှာလည်းဖြစ်တယ်ပေါ့เนาะအဲအကြောင်းမလို့ WhatsApp ကိုဒီပါကတောင်းတာတွေအနေနဲ့တက်တဲ့နေပေါ့သူသက်ဖြစ်เนาะအဲဒီစာမွေးကိုကြောက်တဲ့သူတွေစာမွေးကြောင့် short ဖြစ်ပြီးတော့အမှန်နဲတဲ့ကလေးတွေပေါ့เนาะအဲ့လိုလူမျိုးတွေကတော့ OSC ပေါ့နောက်တန်းတူတူလေးနဲ့နိုင်ငံတကာပညာရေးစနစ်ကိုသွားရောက်ချင်တဲ့သူတွေပေါ့เนาะအဲ့လိုမျိုးလေးဆိုလို့ရှိရင်เนาะ OSC ကိုတက်တဲ့မှာလေလို့ဒီမှာအကြံပြုချက်မှာလေပေါ့เนาะ โอเคเอ่อဒီ OSSD program ကလည်းဒါအခု training ဖြစ်လာတယ်ပေါ့နော်ပြီးတော့ထိတ်ထိတ်လို့ပဲအဲ exam anxiety ရှိတဲ့လူတွေဆောင်ဝဲနဲ့သိကိမကြိုက်တဲ့လူတွေ assignment based နဲ့ပဲ continuous learning နဲ့တွားကျင်တဲ့လူတွေတော့အရန်ကိုအဆင်ပြေရဲ့ program တစ်ခုပါဒီ ascend ကလည်းဒီ OSSD program ကိုကောင်းကောင်းနိုင်တယ်အဲပြီးတော့ဒီအကြောင်းကောင်းကောင်းနဲ့လည်းချိန်ထားရဲဆိုတော့ကြောက်မလို့အဲဒါလာရောက်တက်ဖို့ ဖိတ်ခေါ်ရှင်ပါတယ်ရှင်ဟုတ်ကဲ့အာဒီကတော့မိဘတွေအနေနဲ့ကတော့ကျွန်တော်တို့ဒီចောင်းဆိုတာကိုကအများကြီးအားကိုးရမှာလीနော်ကို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 ကွဲပဲဖြစ်တင်တာဗောနော်ကိုတင်ပေးခြင်းသလိုကိုဖြစ်ခြင်းသလိုမျိုးဒီကိုဖြစ်ခြင်းတဲ့ဟာကိုចောင်းကတင်ပေးတယ်ဆိုတော့ဒါတရင်စိတ်ချလို့ရတယ်အဲထားမယ်ဆိုလို့ရှင်ဘာဖြစ်ဖြစ်ကိုရဲ့တာသမီးက level တကူကိုတော့ရောက်သွားမှာတည်ကြတယ်လို့ပဲပြောပြီးတော့ဒီကိ fighting အားပေးပါတယ်ဒီပညာတည်ကြရေးတာမကပါ ါ့နော်အဲကျမတို့ကဘာတွေရရှိစေနိုင်လဲဆိုလို့ရှိရင်အဲ creative ပေါ့အဲ creative ပေါ့နော်ဒီတွင်ကြံစားနိုင်မှုတွေနောက်ပူပေါင်းဆောင်ရွက်နိုင်မှု assignment base မှာတယောက်နဲ့တယောက် group ဖွဲ့ပြီးတော့မှ discuss လုပ်ရတဲ့ဤပညာတွေအဲ့လိုမျိုးတွေမှာပို့ပြီးကောင်းတဲ့အတွက်ကြောင့်မလို့ပေါ့နော်လက်ရှိသွားနေတဲ့ဘဝမှာလည်းတို့ဒီလိုမျိုးဟာတွေကအာတို့ရဲ့အတွက်ပေါ့အများကြီးအထောက်အပံ့ဖြစ်စေပါတယ်ညီမတို့ SN International School မှာဆိုရင်ညီမတို့ရဲ့ flagship program တွေဖြစ်တဲ့ဒီ OSSG program, E level program, IGCSE program program တွေအပြင်ဒီမတို့ GED program တွေ pre GCSE program တွေကိုလည်းလက်ရှိသင်ကြားပေးနေပါတယ်။အဲ့ဒါပြင်ညီမတို့ကျောင်းမှာဒီ SAT, IELTS ပေါ့နော်အဲအဲ့ဒါအပြင်ကိုညီမတို့ကျောင်းလျှောက်တဲ့ service လေးတွေလည်းကျောင်းမှာအားလုံးလုပ်ပေးနေပါတယ်ရှင်။ဟုတ်။ကျောင်းဝိစာကတော့အမှတ်65ဒုတိယတက်မြမကုံရင်လန်းနှစ်မြမလာလန်းတောင်တာကီတာမြို့နယ်ပါရှင်။ ညီမတို့ဒီကျောင်းကိုဆက်သွယ်ခြင်းနဲ့ဆိုရင်ညီမတို့ကျောင်းရဲ့ဒီ Facebook page ကနေတဆင့်လဲအစမ်း International School ဆိုတဲ့ Facebook page ကနေတဆင့်လဲဆက်သွယ်လို့ရပါတယ်ဒီကျောင်းဖုန်းတွေဖြစ်တဲ့099444160ပြီးွားတော့နောက်ထပ်တစ်လုံးဖြစ်တဲ့099444190ဆိုတဲ့ဖုန်းတွေကိုလည်းဆက်သွယ်ပြီးတော့အဲမင်းမြန်းစုံစမ်းလို့ရပါတယ်ရှင်ဟုတ်